င်္ဂလာပါရှင်11ရက်သရေညနေခင်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့မှာတော့ NASA ကဥက္ကဋ္ဌနေမြန်မာနိုင်ငံဆိုင်ရာ Russia Federation နိုင်ငံတပ်မကြီးတို့တွေ့ဆုံခဲ့ပြီးကာကွယ်ရေးလူသားချင်းစာနာထောက်ထားမှုနဲ့အခြားကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်သွားမယ့်အခြေအနေများဆွေးနွေးရဆွေးသတင်းပါဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာပါဒီသတင်းအပြင်ငွေရအပြောင်းလဲကြောင်း KBZP အကောင့်အား ထိုင်းဖုန်းနံပါတ်များနဲ့အသုံးပြုခွင့်မရတော့ဘဲပြည်ရင်းဖုန်းနံပါတ်များဖြင့်သာအသုံးပြုနိုင်မည်ဖြစ်တယ်ဆိုရတဲ့။အစ္စရေးကဂါဇာပြည်သူများကိုနောက်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ဂါဇာကမ်းမြောင်မှာမြေပြင်စစ်ဆေးရေးပြန်လည်စတင်နေတဲ့။ပိုတူဂီဘက်သို့အနိုင်ကိုသွင်းပြီးတဲ့နောက်ဆီယောနာတိုရဲ့အောင်ပွဲခံပုံစံအတိုင်းဟွိုင်းလန်အောင်ပွဲခံတဲ့တဲ့ရင်အဆရှိတဲ့တဲ့ရင်များကိုတင်ဆက်ပြီးတော့မှာပါ။ဥဆောင်တဲ့တဲ့ပုံဒီနေ့ နာဆာကဥက္ကဋ္ဌနဲ့မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံအသံမကြီးတို့တွေ့ဆုံခဲ့ပြီးကာကွယ်ရေးလူသားချင်းစာနာထောက်ထားမှုနဲ့အခြားကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုများကိုတွန်းမြင့်သွားမယ့်အခြေအနေများဆွေးနွေးရတဲ့တွင်ကိုတင်ဆက်ပေးကြပါသည်။နာဆာကဥက္ကဋ္ဌနဲ့မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံအသံမကြီးတို့တွေ့ဆုံခဲ့ပြီးကာကွယ်ရေးလူသားချင်းစာနာထောက်ထားမှုနဲ့အခြားကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေတွန်းမြင့်သွားမယ့်အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့သိရပါသည်။ NASA ကဥက္ကဋ္ဌနဲ့မြန်မာနိုင်ငံဆိုင်ရာ Russia Federation နိုင်ငံအသံအမှတ်ကြီးတို့ဟာမလ20ရက်မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဧကမ်းမှာမှတွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။တွေ့ဆုံရမှာ NASA ကဥက္ကဋ္ဌရဲ့ Russia Federation နိုင်ငံကိုတွားရောက်ခဲ့တဲ့ နိုင်ငံတော်အဆင့်ချစ်ကြည်ခီးစဉ်အတွင်နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပုံမှုတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့မှုကြောင့်အောင်မြင်တဲ့ခီးစဉ်ဖြစ်ခဲ့မှုအခြေအနေတွေချစ်ကြည်ခီးစဉ်အတွင်ရရှိခဲ့တဲ့သဘောတူညီချက်တွေကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိမှုအခြေအနေတွေနဲ့ဆွေးနွေးဖို့ကြံတဲ့အချက်တွေကိုဆက်လက်ဆွေးနွေးအကောင့်ထဲပေါ်ဆောင်ရွက်သွားမယ့်အခြေအနေတွေမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံလွှတ်တော်တွေအကြားပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံလွှတ်တော်တွေကိုလေးလာရေးအဖွဲ့တွေဆေးလွတ်သွားမယ့်အခြေအနေ ေတွေကာကွယ်ရေးပိုင်းဆိုင်ရာတွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့တခြားကဏ္ဍပေါင်းစုံမှာပိုးပေါင်းဆောင်ရွက်မှုတွေဆက်လက်တိုးမြင့်သွားမယ့်အခြေအနေတွေနိုင်ငံအခြားချစ်ကြည်ရေးခီးစဉ်တွေအပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ နောက်ထပ်သတင်းပုံအနေနဲ့မူဝါဒပြောင်းလဲကြောင်း KBZP အကောင့်အားထိုင်းဖုန်းနံပါတ်များဖြင့်အသုံးပြုခဲ့မရတော့ဘဲပြည်တွင်ဖုန်းနံပါတ်များဖြင့်သာအသုံးပြုနိုင်ပြီဖြစ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မူဝါဒပြောင်းလဲကြောင်း KBZP အကောင့်ကိုထိုင်းဖုန်းနံပါတ်တွေနဲ့အသုံးပြုခဲ့မရတော့ဘဲပြည်တွင်ဖုန်းနံပါတ်တွေနဲ့သာအသုံးပြုနိုင်မယ်လို့ KBZP ကထုတ်ပြန်ပါတယ်။ လက်ရှိမူဝါဒပြောင်းလဲမှုတွေအရ KBZ ပေးအကောင့်ကိုပြည်ရင်းဖုန်းနံပါတ်ဖြစ်တာအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်လို့မေးမြန်းသူတချို့က KBZ ပေးကလူမှုကွန်ရက်ဆံမျက်နှာကနေတဆင့်ပြန်လည်ဖြေကြားတာကိုတွေ့ရပါတယ်။လက်ရှိမှာထိုင်းဖုန်းနံပါတ် +66 တွင်နေ KBZ ပေးအကောင့်ဖွင့်လှစ်ထားသူတွေကိုငွေလွှဲငွေထုတ်ဝန်ဆောင်မှုကိုယာယီဆိုင်ငံ့ထားမဲ့အကြောင်းကို KBZ ပေးကသုံးဆသူတွေထံအသိပေးလာတာတွေရှိတယ်လို့သိရပါတယ်။ထိုင်းဖုန်းနံပါတ်တွေနဲ့ဖွင့်လှစ်ထားတဲ့ KBZ အကောင့်တွေအနေနဲ့မြန်မာဖုန်းနံပါတ်နဲ့ပြောင်းလဲအသုံးပြုဖို့လိုအပ်ကြောင်း ဖုန်းနံပါတ်ပြောင်းလဲဖို့မကြမီထွက်ရှိလာမဲ့ KPE version အသစ်5.8.1 version ကိုမြှင့်တင်ထားဖို့လိုအပ်ပြီး application မှာအချက်လက်တွေအတိုင်းဖုန်းနံပါတ်ချိန်ပြီးအသုံးပြုနိုင်ကြောင်း KBZ ဘေးကထုတ်ပြန်ထားပါတယ်။ဒီလိုပြောင်းလဲမှုအပေါ်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာရွှေပြောင်းလုပ်သားတွေကပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိနေပြီးပြည်ရင်းမှာလည်း KBZ ဘေးအကောင့်ကနေငွေရေလိမ့်လဲထုတ်ယူခံရမှုတွေအပေါ်မှာလည်းဝေဖန်မှုတွေမြင့်တက်လျက်ရှိပါတယ်။ KBZ ဘေးကို2018ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီး10နှစ်အတွင်း တုံးဆွဲသူတန်း30ရှိလာစေဖို့ရည်မှန်းထားတယ်လို့ KBZB ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးအစ္စရေးကဂါဇာပြည်သူများကိုနောက်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ဂါဇာကမ်းမြောင်မှာမြေပြင်စစ်ဆေးရေးပြန်လည်စတင်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တရားခံတွေပြန်လာရင်းနဲ့ဟာမတ်စ်ကိုအာနာကနေဖယ်ရှားဖို့ပါလက်စတိုင်းသားတွေအတွက်နောက်ဆုံးသတိပေးချက်လို့ဆိုတဲ့သတိပေးချက်ကိုထုတ်ပြန်ခဲ့ပြီးတဲ့နောက်အစ္စရေးကမတ်လ20ရက်မှာဂါဇာကမ်းမြောင်ကိုပုံကျဲခဲ့ပြီးမြေပြင်စစ်ဆေးရေးတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ ပြန်လည်လှုံ့ဆော်လိုက်တဲ့ထိုးစစ်ကဇန်နဝါရီလလယ်ပိုင်းမှာအပြစ်ခန့်ရစဲရေးရရှိပြီးကြတဲ့ကနေရာအနက်တည်ငြိမ်မှုကိုပြပြားစေခဲ့ပါတယ်။မလ၁၈ရက်မနက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ရာလေယာဉ်ပေါ်ကနေစစ်တပ်နဲ့ပြစ်တာကြောင့်လူ၄၀၀ကျော်သေဆုံးခဲ့တယ်လို့ဟာမတ်စ်အုပ်ချုပ်နေတဲ့ဂါဇာကမ်းမြောင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနကပြောပါရတယ်။ မလ20ရက်အာယုံကျင်းချိန်မှာခန်းယူနေအနေကိုဘုံကျဲတိုက်ခိုက်မှုအတွင်းအနည်းဆုံးနောက်ထပ်10ဦးသေဆုံးခဲ့တယ်လို့ဂါဇာကယ်ဆယ်ရေးသမားတွေကပြောပါရယ်။လုံခြုံရေးရဝန်ကိုတိုးချဲ့ဖို့မြောက်ပိုင်းနဲ့တောင်ပိုင်းကြားမှာတစိမ့်တစ်ပိုင်းကြားခန့်ဆုံးဖန်တီးဖို့ဂါဇာအလယ်ပိုင်းနဲ့တောင်ပိုင်းတို့မှာမြေပြင်စစ်ဆင်ရေးတွေကိုပြန်လည်စတင်ခဲ့တယ်လို့မလ19ရက်မှာအစ္စရေးစစ်တပ်ကကြေညာခဲ့ပါရယ်။အစ္စရေးကပြည်ခက်ရစေးရေးကိုထိန်းထားဖို့ပြည်ပအစိုးရတွေထံကစော်မှုတွေကိုအာခံနေတာကြောင့်ဂါဇာသားတွေက မိမိတို့ချင်းရသူတွေရဲ့ရုပ်အလောင်းတွေကိုအပြန်အစည်းတွေကြားတဲ့ပိုက်စိတ်တိုက်ထပ်မံရှာဖွေရတဲ့အနေအထားဖြစ်လာခဲ့ပြန်ပါတယ်ကျွန်တော်တို့ကလက်နဲ့တူးနေကြရတာပါလို့အမျိုးသားတအုပ်ကပြောပါရယ်ဒီအမျိုးသားဟာဂါဇာစီးတီးမှာ ကွန်ကရစ်ပုံကြားတွေကနေခလေးရဲ့ရုံအလောင်းကိုဆွဲထုတ်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။တိုက်ပွဲစုံအဖြစ်ဖော်ပြထားတဲ့နေရာတွေကနေအရက်သားတွေထွက်ခွာကြဖို့အစ္စရေးကတိုက်တွန်းခဲ့ပြီးတဲ့နောက်ကလင်းငယ်တွေပါတဲ့မိသားစုတွေဟာဂါဇာမြောက်ပိုင်းကိုပေါက်တဲ့ကားလန်းတွေပေါ်မှာပြေးနေခဲ့ပါတယ်။ရာဖာမှာရှိတဲ့တိုက်ချင်းဒီအဖွဲ့ရဲ့ယာယီစေးယုံမှာရှိတဲ့အကြီးတန်းဆေးဘက်ဆိုင်ရာအရာရှိ Fred Ula က ပြန်လည်လုံဆောင်တဲ့တိုက်ခိုက်မှုတွေကလွန်ခဲ့တဲ့နှစ်လမှာအပြစ်ခတ်ရဲစေးရေးကြောင့်ရရှိခဲ့တဲ့တည်ငြိမ်မှုကိုပြပြားသွားစေခဲ့တယ်လို့ပြောပါရယ်။အခုကျွန်တော်တို့ဟာထိတ်လန့်မှုကိုလေထဲကနေခံစားနေရပါရယ်။ကျွန်တော်တို့အကူအညီပေးနေသူတွေရဲ့မျက်နှာပေါ်မှာနှာကျင်မှုနဲ့စိတ်ထိခိုက်မှုတွေကိုမြင်နေရပါတယ်လို့၎င်းကပြောပါရယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပိုတူဂီဘက်သို့အနိုင်ကိုသိမ်းပြီးတဲ့နောက်ဆီယိုနာဒိုရဲ့အောင်ပွဲခံပုံစံအတိုင်းဟိုင်းလန်အောင်ပွဲခံတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ဒိမတ်တက်စင်မူဟိုင်လန်ဟာပေါ်တူဂီဘက်သို့အနိုင်ကိုသိမ်းပြီးရနောက်နာမည်ကျော်ဆီယိုဒိုတိုရဲ့ရှေ့မှာသူ့ရဲ့အောက်ဘဲခံပုံစံအတိုင်းအောက်ဘဲခံခဲ့လို့သိရပါတယ်။မလ20ရက်ကကစားခဲ့တဲ့ UEFA Nation League Quarter Final ပထမအကြော်ပွဲစဉ်မှာဒိမတ်အသင်းကပေါ်တူဂီအသင်းကိုတကိုးကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာဝိုင်လန်အနေနဲ့ပွဲထွက်ခွင့်မရခဲ့ပဲပွဲချိန်69မိနစ်မှာမှ လူစားဝင်ကစားခွင့်ရခဲ့ပေမဲ့ပွဲစဉ်88မိနစ်မှာဒိမတ်အသင်းအတွက်တလုံးနှဲသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တာပါ။သူဟာဒိမတ်အသင်းအတွက်ဂိုးသွင်းပြီးတဲ့နောက်အလန်တိုင်တောင်းကိုပြေးလွှားပြီးပေါ်တူဂီဝိုင်းတိုက်စင်မှုစီရိုနေဒိုရဲ့နာမည်ကျော်အောင်ပွဲခံပုံစံအတိုင်းအောင်ပွဲခံတာဖြစ်ပြီးစီရိုနေဒိုဟာသူ့ပုံစံအတိုင်းအောင်ပွဲခံခဲ့တဲ့ဝိုင်လန်ကိုကွင်းလယ်စည်းနာကနေကြည့်နေခဲ့တာကိုတွေ့ရပါဗျ။ဝိုင်လန်အနေနဲ့စီရိုနေဒိုရဲ့အောင်ပွဲခံပုံစံအတိုင်းအောင်ပွဲခံတာဟာသူ့ရဲ့ idea ဖြစ်သူကိုဂုံပြူတဲ့အနေနဲ့အောင်ပွဲခံခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဝါလန်းကသူ profession နဲ့ဘောလုံးသမားဖြစ်လာခဲ့တာဟာစီရိုနယ်ဒိုကြောင့်လို့အရင်တုန်းကအင်တာဗျူးတစ်ခုမှာဝန်ခံပြောကြားခဲ့ပေါ်ပါတယ်။ဝါလန်းကအခုမှကျွန်တော်ချဲ့ကားပြီးပြောတာမဟုတ်ပါဘူး။စီရိုနယ်ဒိုဟာကျွန်တော်အတွက်အရာရာပါ။ကျွန်တော်ဘောလုံးကိုချင်လာတာစီရိုနယ်ဒိုကြောင့်ဖြစ်ပြီးမန်ချက်စတာယူနိုက်တက်ပရိသတ်ဖြစ်လာတာလည်းစီရိုနယ်ဒိုကြောင့်ပါပဲ။စီရိုနယ်ဒိုကြောင့်တကူတော်လေးချင်းမှုတွေကျွန်တော်ဆန်းလုပ်ခဲ့တာဖြစ်ပြီးစီရိုနယ်ဒိုလုပ်တဲ့အတိုင်းအရာအလုံးကိုလိုက်လုပ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့စီရိုနယ်ဒိုဖြစ်ချင်လို့ပါလို့ဆိုခဲ့တာပါ။ 11ရက်တည်ညနေခင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးကြတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်